ကြီးဘီမိုနေရဲ့မေရက်ခဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဇာတိနဲ့သက်ဆိုင်သူများအလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း15မောင်ပဝင်ကမန်းနှွယ်ကိုဝင်ကြီးတာပေါ်မလာရင်မန်းနှွယ်ရဲ့လက်ကိုမှကန်လို့ရမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့အခါမှာမန်းနှွယ်ကစကားကိုပြန်မပြောနိုင်တော့ပဲပင့်သက်ကိုရှိုက်ခါရင်ဝရင်ဒီရေတက်တယ်လို့တိတိတသာမချိရှာပဲ ကြွကကြွကအိမ်လီဆယ်ရွေးမရနိုင်အောင်ဖြစ်ရသဖြင့်မျက်နာမှာနှင်းစီပန်းရောင်တွေတန်းလာသောကြောင့်ဒရကျန်ဖန်စာအယမ်းမဲကြီးဆဲကကစားသောစိတ်သည်ဂျိမုံပြင်ပမာ ထင်ရှား၍လာလေသည် ထိုကမျက်နာကိုအောက်သို့ချပြီးလေမြေကြီးကိုကြည့်ကရှက်ကိုရှက်ကန်ဖြစ်လျက်မရက်ခတီးဟုသောတမဏိသည်ပြားပြောင်းဤဘဝသို့ရောက်ကဒူးစင်များမှာရက်တီး၍မရနိုင်အောင်တဆက်ဆက်ခါသဖြင့်မြေပေါ်သို့ခွေလဲ၍ ကြတော့မလို့ဖြစ်သွားလေသည်ထို့နောက်နှစ်ယောက်သာထိုင်ကြလျက်မယက်ခါကကိုပါဝင်ကျမဆက်ပြီးမလိန်တော့ပါဘူးကျမလှင့်စားပြီးလိန်သမျှအတွက် အခွင့်သာလွတ်ပါတော့မနှမ်းရွယ်ဆိုတာမယက်ခါပါပဲကျမကိုပါဝင်စိတ်ကတကယ်ချစ်တယ်ဆိုတာကိုသိပါပြီကျမရဲ့အသက်ကကိုပါဝင်ရဲ့အသက်ဖြစ်ပါတယ်ကိုပါဝင်စီမံတယ်လို့ခံရတော့မှာပါပဲတို့ပဲမဲ့ကိုပါဝင်စိတ်ထဲမှာအခုရှိတဲ့အချက်က အစ်စ်ဖြစ်တယ် မဖြစ်တယ်ဆိုတာကိုကျမသိကျင်းလာပါတယ်။အချစ်ဆိုတာလွန်စွာမှလှည့်စားတတ်ပါတယ်။ဒီလိုတော့တဲ့တောင်ထဲမှာကျမလိုမိန်းမတယောက်ကို တွေ့ရရင်ကိုပါမင်းအမှန်ဆုံးမဲ့မှာပါပဲ။ဒါပေမဲ့ကိုပါဝင်းနဲ့ကျမ လူများရဲ့မြို့မှာ ခက်ကြကြနေရရင်ဒီချစ်တဲ့စိတ်ဟာဒဇဒဇနဲ့ပါပြီးသွားတတ်ပါတယ်။ထိုကားမောင်ပဝင်းကမနှန်းွယ်ကျုံမနှန်းွယ်ကိုထဲတပင်မြို့မှာမြင်တဲ့နေ့ကစပြီးယခုထက်တိုင်ဘယ်ကားမှမမေ့ ်တတိတကြားအချစ်ဟာတူပြီးအစ်စ်ချစ်ခဲ့ပါတယ်အခုမနှမ်းနယ်နဲ့ခဏကလေးမှစကားပြောနေရတဲ့အထဲမှာကျုပ်အချစ်တွေကရင်းလင်းလို့တူပြီးမဆုပ်ပဲမျိုးမျိုးချစ်နေပါတယ်မနှမ်းနယ်ဟာကျုပ်မြင်ရသမျှမိမတွေနဲ့သူ့ပြန်အပ်တဲ့မိမမဟုတ်ပါဟောဒီမိုးအောင်မြေပေါ်မှာမနှမ်းနယ်ကိုမှီတဲ့မိမမရှိဘူးလို့ကျုပ်သဘောရပါတယ်မနှမ်းနယ်မှာဒီတော့တဲ့မှာတခြားမိမများနဲ့ရှင်ပြန်မကြည့်ရတဲ့အတွက်ဒီများလောက်သာလှတာပါတကယ်လို့များ မိမများထဲမှာရှင်ပြန်ပြီးကြည်ရရင်ဒီချက်ပြင်ပို့ပြီးတော့အစဖောင်းများစွာလာပါလေဦးမယ်။အချောင်းမိမများဟာကြောက်တလင်းဥဒ္ဓပြာကြောက်ညံ့များနဲ့တူပါတယ်။သူတို့ဘာသာဘယ်လိုကြောက်နေမှာရှင်ပြန်ပြီးမကြည်ရရင်စိတ်ရင်စစ်လို့တောက်ကြပါတယ်။တကယ်စိတ်နဲ့တွေ့ရင်စိတ်တကူကြောင့်အယောင်မှိန်ပြီးမပြောင်းမထိန်မလက်နိုင်ပဲမြုပ်တိမ်သွားရပါတယ်။မနန်းရွယ်ဟုပြောကမနန်းရွယ်ကိုမိမိအပါသူဆွဲယူတိုင်းနေရာ မန္တန်ွယ်သည်အနေငယ်များရင်းဆန်ခြင်းမပြုနိုင်ပဲအောင်ဘဝင်း၏ရင်ခွင်ပေါ်တို့ရိုင်လဲကကျသွားလေသည် ထိုကချစ်ဖွယ်ကောင်းလာသောခိုးလေးသည်ပုံးမြင်ဖြင့်ပြီးသော အချစ်ဒီဟုသော ပိုက်ကွန်တွင် အုပ်ရစ်ကအဖန်ခံရသည်အလားအချစ်တဲ့အသားအသွေးတို့သည်တစ်ဖက်ဖက်တောင်ပံကိုခတ်ပြီးမှအချစ်ဆက်ကွင်းမှလွမြောက်ခြင်းသို့လုံးလုံးကြီးမရောက်ရှာနိုင်တော့သည်ဖြစ်ရကငြိမ်ဝိ၍သွားရှာသည်ဖြင့်မျက်လုံးကိုမှကောင်းစွာမဖွင့်နိုင်ပဲ ညင်သာစွာ အသက်ရှူလျက်အိမ်မောကြပြီးလင်အတိုင်းမသိတာယာပြောရွှင်ချီနုဘွေရကောင်းလာတော့အိမ်မက်ကိုမြင်မဲ့ရပြီးတကယ်သူငါမိုင်းအိမ်မက်ပြီပဲလားတကယ်ပြီလားမတော်တဆအိမ်ရကနိုးပြီးငါတွေ့ကြုံ ခံစားရသမျှတော့စီစိန်တို့သည်ချုပ်ငိမ့်ပြောက်ွယ်၍တွားလိမ့်မည်လားစသဖြင့်တွေ့တော့ကအိမ်ရကမနိုးပါစေနှင့်ဆက်လက်၍မဲ့လိုသာနေပါစေမမင်းတို့ရတော့မယ်ထင်မရဲ့ဟုတ်ပဲလားတကယ်ပဲလား အိမ်မက်ဖို့ဘူးနော်အမှန်နော်အစ်စ်နော်တကယ်နော်မနိုးတန်းမှာ မလင်းတန်းမှာစတဲ့ဖြင့်ဖုတ်လိုက်ဖုတ်လိုက်နေမောဟိုက်ကအပြင်းဖန်၍အချစ်တက်ဒီကုလုံးဖြန်းပြီးလင်ကရန်ကရန်ဖြစ်၍နေရှာလေတည်းသို့တော်လဲမောင်ပဝင်းသည်လွန်စွာရောက်ကြပြီသားသူဖြစ်တော့ကြမနက်ຫນွေအလာကိုအနေငယ်များဆုပ်ယုံနေပါစေတတ်သောအပြုအမူမျိုးမှလုံလုံကြီးရှောင်ခြင်းလျက်အလာတဲ့ပြက်မီကိုလွန်စွာစိုးရင်သူဖြစ်ရလျာကား မရှောင်သာမလွဲသာအောင်ချစ်စိတ်သည်ဖန်ဆားသည်ဖြင့်မတော်တဆမိမိရင်ခွင်ပေါ်သို့မနှံ့ွယ်ကိုမိမိ၏တန်မာချုံးမသောလက်မောင်းများဖြင့်ပွေဖက်ကယူမိသည်ကိုပင်အများကြီးလွန်လာပြီးဟုမှတ်ထင်မိလေသည်ထို့နောက်နှစ်ယောက်သားတွဲဖက်ကအလွန်တရာတာယာနှုတ်ပြိုသောနှက်ဥယင်တွင်လှည့်လေကလေယူရာလိုက်ပါလျက်ပျော်ရွှင်စွာသောနှက်သူစာမောင်းမဲ့ပမာလိုအချစ်ဒီဟုသော လေပြေလှုံ့စွာသဖြင့်မြင့်ရာနေရာစိတ်သားမြောင်းလန်းအခမ်းအနသောပန်းတော်ကြီးတွင်လှည့်လည်ကသွားလာနေကြရာမောင်ပဝင်းသည်မိမိကိုယ်တိုင်နိုင်နှင်းနှိတ်ကဖြူဖြက်အောင်မြင်ခဲ့သောကျေးဇူးရှင်မွေကန်းကြီးကိုအမိမဆွဲကင်ကမလွတ်ပဲယူဆောင်ရေးသွားလေသည်ရေးကဲ့သို့သွားကြစဉ်တပြေးပြေးဂူနီးတို့ရောက်တော်အခါနေအချိန်ကုန်တော့မည်ဖြစ်သောကြောင့်ဖြူဝင်းပါပါဖူးရွှေလာသည်ကောင်းကင်၌ပေါ်လာလေသည်ထိုကားခီးပန်းကြသည်ဖြင့် ွေကြီးကိုအပားတွင်ထားကြလျက်တကုသောကြောက်ဆောင်ပေါ်တွင်ထိုင်ကြလျက်မန္တန်တွင်ကကူပါဝင်ကျမနဲ့လဲရတာမမောဘူးလားဟုမေးလေသည်မောင်ပါဝင်ကမောပါဘူးမန္တန်တွင်ရဲ့လဲရတာနေအင်တန်ဝင်းလွယ်တယ်လို့တောင်းထင်မိပါတယ်ဟုပြောလေသည်မန္တန်တွင်ကကူပါဝင်ရှင်ကုလို့ကျမနဲ့တသက်လုံနေနိုင်ပါမလားကျမနဲ့နေလို့တော်ကြတော့ရှင့်ချစ်သူဟောင်းလေးကိုများအောက်မေ့ပြီးတွားကျင်တဲ့စိတ်ပေါ်လာမှလားဟုမေးနေသည်ထိုကောင်မောင်ပဝင်က ကျုပ်မြည်သူဘုံမှလွမ်းစရာမရှိပါဘူး။တသက်လုံးနဲ့သမီးနဲ့ပြောပါပြီးနေရှာသူဟာလူပြည်ကိုပြန်ပြီးလွမ်းနိုင်ပါအောင်လားဟုပြန်၍ပြောခိုက်တွင်ညွန့်ညွန့်ဤရုပ်ပုံသည်မိမိရှိ၌ဝန်းနေသောအမူအရာနှင့်ပေါ်၍လာလေသည်။မောင်ပါဝင်သည်ဝန်းနေသောအမူအရာနှင့်ပေါ်လာသော မမျိုးညွန့်ကလေးတရံကိုမိမိရှိ၌အကွင်းသားမြင်ရသောအခါငေမောတွေးတောလျက်ဤနမိတ်သည်အဘယ်ကိုရည်ရွယ်သောနမိတ်ပေသည်။ငါသည်နှမကလေးမမျိုးညွန့်ကိုရှာဖွေရန် မူလကရည်ရွယ်၏ယခုရင်ငါသည် သူ့ကြောင့်ကိုလုံးလုံးကြီးမိတဲ့ကဲ့သို့ဖြစ်သည်မမျိုးညွန်ကုန်ကချစ်သောအဟုတ်အမှန်အစ်စ်ဖြစ်သောငယ်ချစ်သည်ငါ၏စိတ်၌အနည်းငယ်မျှသာ ပြောက်၏ပြန်၍တွေးလိုက်လေဤဘာနာရှိသောမနန်းတွင်နှင့်မကြမနာအချစ်အားတန့်၏မမျိုးညွန်ကုန်ငါသည်ဆက်လက်၍မရှာဘဲလုံးလုံးကြီးစွန့်ဖြစ်ကဤမနန်းတွင်နှင့်သာပြော့ပ၍နေနိုင်ပါမည်လောလိုက်လံရှာဝေ၍မမျိုးညွန်ကိုတွေ့လျင်ငါ၏စိတ်သည် မနန်းရယ်ပေါ်၌ယခုကဲ့သို့ခိုင်မာတည်တံ့ခြင်းရှိနိုင်ပါမည်လောယခုငါသည်တွေ့တော်လျက်နေစဉ်မှာပင် သူ၏မျက်နှာသည်လွန်စွာထင်ရှားလာ၏ငါ၏လမ်းလွဲသောအချိတ်ကိုလာရောက်တတိပေးလေသလားအသဖြင့်တွေ့တော်ကမိမိ၏လုပ်ငန်းတာဝန်ကိုပြန်၍တတိရလေသည်ဗမျိုးညုံကိုရှာဖွေရမည်ဖြစ်သောအလုပ်သည်မိမိစိတ်ထဲတွင်ကြီးစွာသောတောင်ဝင်ကဲ့သို့ပေါ်ပေါက်၍လာလေသည်ထိုကောင်မောင်ပဝင်၏စိတ်သည်အချိန်မကြာထုတ်တီး၍မရသကဲ့သို့ဖြစ်လေ၏ ဤပြဲမောင်းနှိုင်းရှိနေသောမရက်ခါကိုလည်းညွညွနေမကြအတဲနှလုံးပါပြုတ်၍ပါလာအောင်လက်လွတ်စပယ်အကောင်စင်ချစ်မိထိုကဲ့သို့ချစ်၍နေတော်လဲညွညွကိုမိရော့ကရှင်ပြေ၍မထားနိုင်မနှမ်းွယ်ထံမှထွက်ပါပြီမမျိုးညွန်ကိုလိုက်ရှာရမည်မှလွန်စွာခက်ခဲ၏မနှမ်းွယ်မှလက်တွေ့အပီးပန်ချစ်ရတော်မည်ညွညွမှလိုက်လံရှာဖွေတော်လဲတွေ့ခြင်းမှတွေ့မည်အပေပုံကြံစီရမည်နီးဟုစိတ်ထဲ၌ဝေခွဲ၍မရနိုင်အောင်ရှိနေသည် ငယ်ကားချင်းအနှစ်တရာမမေ့တာဆိုသည့်စကားအရညွန့်ညွန့်သည်နွနွနဲ့နဲ့ငယ်ရွယ်စဉ်ကချစ်ခဲ့ရသူဖြစ်မနှမ်းရွယ်သည်ကြီးမားကြရသူဖြစ်၍ညွန့်ညွန့်သည်လွန်စွာနုညံ့သိမ်ဝေ့သောပန်းဖူးကလေးနှင့်တူ၏မနှမ်းရွယ်သည်ညင်မာကားဆင့်ရွှင်ရွှင်ပွင့်လျက်တဝက်ပန်းစီတို့ဖြင့်ကောင်းစွာပြည့်စုံ၏မောင်ဘဝင်းတီးဟူသောပြားသည်မိသည့်ပန်းကိုတက်မဲ့ပါသည်နီမတော်တဆပွင့်အားမှွေးချိုင်လိုင်လိုင်တင်းပြန်ရနံ့ထူကြသော မနန်းနယ်ဒီဟူသောပန်းဝင်ကြီးနာပြောပိုက်ကပန်းဝင်ပန်းစီပန်းရသာတို့ကိုယူပြီးနောက်မမျိုးညွန်ဒီဟူသောပန်းကလေးဟာလေဟုံနှင့်ပွင့်အားလျက်အကိုင်းအခဲအရွက်တို့ကြားမှတင်းပြတ်မှွေးချိုင်သောရနံ့ဖြင့်မိမိကိုမြှူကကစားကြေကငငယ်ကချစ်သမျှသောစိတ်လေးပြေတို့သည်မိမိကိုပတ်ရစ်ကထိုညွန့်ညွန့်ထံသို့သွေးဆောင်ကခေါ်ခြင်းမည်လားစသဖြင့်စင်ကျင်ကအကြံရကြက်လျက်အခက်ကြုံ၍နေပြီလျှင် မန်းနှံတွင်ညနာကိုမော်၍ကြည့်ပြီးစကားမပြောဘဲကြီးစွာသောစင်စားပုံထွေထွေတို့ကိုထင်ရှားသိသာစေသည်မန်းနှံတွင်ဒီမောင်ပဝင်းညနာကိုစိုက်ကြည့်လျက်မောင်ပဝင်းစိတ်သည်အပေပုံပြန်ဝဲလှုပ်ရှားကစား၍အတီတကြမနေနိုင်သည်ကိုရိမ့်မိလျက်များစွာကဲခတ်မိကဆင်ချင်၍မရနိုင်အောင်ရှိသည်ဖြင့်ကိုပဝင်းဘာရီစင်စားနေပါသလဲဟုမေးလေသည်ထိုကောင်မောင်ပဝင်းကမန်းနှံတွင်အကျုပ်ဘာကိုမှမစင်စားပါဘူး ုံမှလာရင်ကနမကလေးမမျိုးညို့ကို တွေ့ဖို့မိခင်ကိုတတ်တဲ့သူကိုရှာဖို့မယက်ခါကိုဖမ်းဖို့လာခြင်းများဖြစ်ပါတယ်။အခုမှမယက်ခါကိုလည်းမဖမ်းရ။မနန်းနယ်ရဲ့ဖမ်းကိုခန်းတင်ရပြီးတခြားတာဝန်ကိစ္စများမှလည်းပြက်ကွက်ကမနန်းနယ်ဘာကလည်းတခွားမှမခွာနိုင်ပဲနေရလေတဲ့အကြောင်းတွေကိုပြန်လည်တွေးတော့ပြီးနေတာပါပဲဟုပြောလေသည်။မယက်ခါကအိုးကျမရိပ်မိပါပြီ။ မယ်ရက်ခါကိုမဖမ်းရတဲ့အတွက်စိတ်မကောင်းဖြစ်နေတာလားဒီလိုစိတ်မကောင်းဖြစ်ပြီးစိတ်ညစ်ခံနေပါနဲ့ကိုပါဝင်းရဲ့မယ်ရက်ခါကိုဖမ်းရမှာစိတ်ပျော့မယ်ဆိုရင်ကျမကိုအခုဖမ်းမြို့ဝင်ကြီးတန်းသူသာပို့လိုက်ပါတော့ကိုပါဝင်းမှာနာမည်ကောင်းရပြီးလူကြီးတယောက်ဖြစ်ပါလိမ့်မယ်ကျမအဖမ်းခံဖို့ရအစ်စ်မှာပဲဟုပြောကမိမိလက်များကိုဆန့်ပေးနေသည်ဘဝင်းကမနှမ်းနယ်ဤလက်များကိုခိုင်းကမနှမ်းနယ်ကျုပ်ဘောမှာမသိငါလို့ဒီစကားပြောတာလား မန်းနံရွယ်ကိုကြုတ်ဖမ်းနိုင်တဲ့တက်တီလည်းမရှိဘူးဖမ်းလည်းမဖမ်းဝင်ပါဘူးဖမ်းလည်းမဖမ်းနိုင်ဘူးဖမ်းလည်းမဖမ်းကျင်တော့ဘူးတကယ်လို့များမန်းနံရွယ်ကိုမဖမ်းမနေရတဲ့အကြောင်းတစ်ခုခုပေါ်ပေါက်လာလို့ရှိရင်လည်းမန်းနံရွယ်ရဲ့လက်နဲ့အသက်ကိုစွန့်ဝင်ပါတယ်ဒါပေမဲ့စကားရရွေနေလေမန်းနံရွယ်ကဒါပေမဲ့နှမကလေးကိုတော့တွေ့အောင်ရှာကျင်သေးတယ်ဆိုပါတော့ရှင်းနှမကလေးကိုတွေ့ရင်စိတ်အေးမလားဟုမေးလေသည်ဒုက္ခမောင်ပဝင်းက မျက်နာကိုတေချာစွာစိုက်ကြည့်လျက်စကားပြန်မပြောနိုင်ပဲနေလေ၏အကြောင်းကနမကလေးညွညွကိုပြန်၍တွေ့ရလင်မိမိမှမတွေ့ရသည့်ထက်ပို၍ခက်ခဲမြည်ရေးကိုသိလေသည်တွေ့အောင်မရှာဘဲနေခြင်းသောစိတ်လည်းရှိလေ၏သို့သောရုတ်တရက်တော့တွေ့မှမဟုတ်ပါဘူးလေဟုစိတ်နိုင်အောင်မိကဘာပြောစရာရှိလဲမနှံ့နယ်ရဲ့ကျုံနမကလေးအတွက်ပူအင်းသွားရင်ဘာမှဆက်လက်ပြီးပူစရာရှိတော့မှမဟုတ်ပါဘူးဟုပြောလေသည်မနှံ့နယ်က ရှေ့နမကလေးဆိုတာဘယ်လောက်ကြည့်ပြီလဲမောင်ပါဝင်းကအခုနေအပြင်မန်းနဲ့ຫນွယ်တို့လောက်ရှိမှာပဲရှေ့နမအရင်မဲလားอืมဟုတ်ကဲ့အရင်လိုပဲဆိုပါတော့လေဟုဆိုင်းတွာကပြန်ပြောလေသည်ထိုကမန်းနဲ့ຫນွယ်ကအံ့အားတင့်သောအမှုရာဖြင့်အလိုကုပဝင်ရှင့်အတွင်းစိတ်ထဲမှာမျိုးသိပ်ပြီးထားတဲ့အရာတခုရှိရဲ့လို့ကျမထင်နေကျမအင်မတန်မတင်ကားဘူးရှင်းရှားနေတာရှင်းနှမလားရှင်ကြီးစားလားဟုမန်းနဲ့ຫນွယ်ကမေးပြန်လေသည် မောင်ပဝင်းသည်မိမများနှင့်ပတ်သက်၍မှုသားစကားသုံးတတ်သူမဟုတ်သဖြင့်များစွာမျက်နှာပြက်ပြီးမှမနှမ်းတွင်ကျုံမှန်နာပြောပါမယ်အခုကျုံလိုက်ပြီးရှာနေတဲ့မမျိုးညုံကလေးကကျုပ်ဖခင်မွေးစားတဲ့သမီးဖြစ်တယ်။သို့တော်လည်းငငယ်ကလေးကလည်းကနှုတ်ဘူးနဲ့မွေးရတာမဟုတ်တဲ့အတွက်မောင်နှမအရင်မဟုတ်ချမ်းကိုတော့ကျုပ်တို့အချင်းချင်းသိပါတယ်။မောင်နှမလိုချစ်ရာကတစားတစားပြောင်းပြီးခုမနှမ်းရွယ်ကိုကျုပ်ချစ်တယ်လို့ချစ်ရပါတယ်။ ူကတော့ကျုပ်လိုချစ်မယ်မချစ်မယ်မသိပါကျုပ်ကသာချစ်ရတာသူကမချစ်ဘူးဆိုတာလည်းကျုပ်သိတယ်တကယ်လို့ကျုပ်လိုချင်ခုလောက်ကြာကြာကြီးဖွဲ့ပြီးအเจ้าတစုံတရာမကြဘဲနေနိုင်ဖို့မရှိပါဘူးတွေ့ပြန်ရင်လည်းသူကချစ်မှာမဟုတ်ပါဘူးခုနေယောက်ျားများတောင်ရနေပြီလို့ကျုပ်စိတ်ထိနာပါပဲဒီစကားကိုမန်နဲ့နွယ်အားကျုပ်အတီလင်းဖွင့်ပြောရတဲ့အတွက်ဘယ်လို့မှစိတ်ထဲမထားပါနဲ့လို့တောင်းပန်နေတာပဲအခုဖြင့်မန်နဲ့နွယ်ကိုတကယ်ချစ်နေပါပြီ မမျိုးညွန်ပေါ်လာတော့လည်းပဲကျုပ်စိတ်ဟာပြောင်းလို့ရတော့မှမဟုတ်ပါဘူးဟုပြောလေသည် မန်းနှံရွယ်ကအိန္ဒီရေလှုပ်နဲ့စကားမပြောပဲအတန်ကလေးကြာအောင်ငင်းနေပြီးမှမဟုတ်ဘူးဘိုးဝင်းရဲ့ရှင့်နမမမျိုးညွန်ကရှင့်ကိုတကယ်မချစ်ဘူးဆိုတာကိုရှင့်အေကန်ပြောနိုင်လားရှင့်ငယ်ငယ်ကချစ်တဲ့မမျိုးညွန်ကိုပြန်တွေ့ရင်အေကန်ကျမကိုမုန်းမလိုက်မယ်တိပြင်းလဲငယ်ငယ်ကချစ်တဲ့ရီးစားနဲ့ပြန်ပြီးတွေ့ပြီးဒီရီးစားကိုမချစ်ဘဲနေနိုင်ရင် ကျမကိုလည်းတနေ့မှအချစ်ပြဲပြီးအစ်စ်ကိုရွယ်မှာပဲဒီရကိုပါဝင်းကိုကျမယုံရမှာအင်မတန်ခက်တာပဲဟုအတီပြောလေသည်ထိုကမောင်ပါဝင်းသည်မိမိရေကုန်စေရင်၌အခက်ခဲကြုံရနေပြီဖြစ်သောကြောင့်တစုံတရာပြန်မပြောနိုင်ပဲမှောင်စပြုသောညံ့ရောင်ထဲကိုမက်တာမခက်ပဲခေါင်းငေါကကြည်လျက်တိတ်ဆိတ်စွာနေလေသည်ထိုအတွင်တွင်တစ်ပြေးပြေးညိုမဲလာသောညံ့ရောင်သည် တောတောင်ကပြန်စကန်းကိုနှွမ်းမိုး၍အုပ်လာလျာရှေ့နာရှိသောတစ်ပင်ပန်းပင်အကြီးငယ်အနှိမ့်အမြင့်တို့မှကောင်းစွာမတဲခွဲပဲမဲမဲလေးတဲ့တွင်လှုပ်လှုပ်ရှားရှားဖြစ်ရနေသော မောင်ခဲကြီးများနှင့်တူနေကြလေတော့သည်မနန်းတွေကကိုမမင်းကောင်းကောင်းကြီးစဉ်းစားပါရှင်တို့ယောက်ျားဆိုတာလှည့်စားတဲ့မာယာတက်မှာမိမတဲ့တိတ်မကပိုးတက်ပါတယ်ကျမကိုဒီတော့တဲ့လာပြီးလှည့်စားကအစာဝတော်ဌာနကိုပြန်ပြင်း ကျမဒီတော့ဒီတောင်ဒီကူတန်းမှာတလဲလဲနဲ့နေပြီးတနေ့တနိုင်ဟော့ဟော်ရှင်မှရှိတဲ့ညွညူမိုင်မိုင်မဲမဲမောင်မောင်တောင်ကုန်းကြမှာပေါ်မရှိပဲတကူတဲ့ဂူလေးနဲ့နေရပါလိမ့်မယ်။ရှင်စိတ်ထဲမှာမန်မျိုးညွန်ကတပိတ်သားမန်နန်းနယ်ဆိုတာကငါချက်သားမှရှိပါတယ်လို့ထင်ပါတယ်။တိပြဲမှာတပားလဲဒီလိုစိတ်မတီးမတန်းဖြစ်ရင်မန်မျိုးညွန်ကိုပင်ပြန်၍မတွေ့စေကောင်း။တခြားမိမလာလာကလေးတယောက်ကိုတွေ့ရင် တမျိုးစိတ်ပြောင်းပြီးတော့ပါလိမ့်မယ်ဟုပြောလေသည်။ ။မောင်ပါဝင်းကစကားပြန်၍မပြောဘဲနေလေ၏။မောင်ပါဝင်းသည်မိမိကိုချစ်ကြောင်းမနှမ်းနွယ်သည့်၏။မမျိုးညွန့်ကိုတွေ့လင်လဲတွေ့ခြင်းကြောင့်ရင်းမိ၏။မိမိသည်မမျိုးညွန့်ဖြစ်ကြောင်းပြောလိုက်ရလင်ကားမီလားဟု၍စဉ်းစားမိ၏။သို့တော်လည်းမမျိုးညွန့်ဖြစ်ကြောင်းကိုပြောလိုက်ရလင်မိမိဖခင်ဘူတိုင်းကျော်ကိုရိပ်မိလိမ့်မည်။မတော်တဆမိခင်ကိုတတ်တော်သူသည်အခြားသူမဟုတ်ဘူတိုင်းကျော်ဖြစ်ကြောင်းကိုသိလိမ့်မလား။သိလင်မိမိ၏ဖခင်ဘူတိုင်းကျော်နှင့် ငါကိုကြံပေါ်ကြံဖက်ထင်ကငါကိုမုန်းလိမ့်မည်လားမယားကိုတတ်ပြီးသားကိုပြစ်ထားတော်သူနှင့်ငါအတူနေသည့်အတွက်ငါကိုမုန်းထားပြီးဆိုးရုပ်သည်ဟုမှတ်ထင်လိမ့်မလားစသည်ဖြင့်တွေတော်ဝေခွဲယူမရဘဲဖြစ်နေလေသည်ဘာမဝင်းသည်ကမိမိ၏မိခင်၌အပြစ်ရှိသည်ကိုသိသည်ဖြင့်မိမိ၏မိခင်ကိုတတ်တော်သူသည်မိမိ၏ဖခင်ဖြစ်သည်ဟုယိမ်မိသို့တော်လည်းဖခင်၏ဆိုးသွမှုကို တရန်တကားမှထုတ်ပေါ်ရင်မပြောဘဲဖခင်ကို တွေ့နေနာနာကြီးပြောဆိုရန်ဒါစိတ်အကျဉ်းရှိလေမိခင်သည်အခြားယောက်ျားနှင့်မတော်တဆတိတ်တဆိတ်ပြစ်မှားမိသည်ပါမိမိဖခင်ဆိုးသွန်းစွာဆွန့်ပြစ်တွေ့ထားသောကြောင့်သာဖြစ်သည်ဟုကောင်းစွာသိသည်ဖြင့်ဖခင်၏အပြစ်သည် မိခင်၏အပြစ်ထက်ကြီးလေသည်ဟုယူရှိလေသည်မမျိုးညွတ်မှမူဖခင်နှင့်ရှိလေသလားဟုစဉ်းစား၍မရခြင်းမမျိုးညွန့်သည်မိခင်ကိုတတ်တော်အေး၌တစုံတရာပောင်းဝင်ခဲ့မည်မဟုတ်ကြောင်းကိုကစဉ်းစားမိ ။သို့သောအကယ်၍၎င်းဆိုသွန်သောဖခင်နှင့်အတူနေရလျှင်မမျိုးညွန်လဲကောင်းတော်မီမဟုတ်ဟုအယူရှိလေသည်။ဒုခိုက်တွင် ပြင်းထန်စွာမိသောမြင့်ခွာတန်ကိုကြားရလေ။ဒုကာနိယောက်တန်အံ့အားတင်ကြလျက်နေရာမှထကြပြီးလျှင်မိမိတို့ဘက်သို့မြ мян ကြီးလှည့်၍လာသောမြင့်ခွာတန်ကိုကြားရဘက်သို့လှန့်ကာကြည့်ကြလေသည်။တို့ကဲ့သို့ကြည်ကြသောအခိုက်တွင်မိမိတို့နှင့်အတန်ကလေးနီးရွေလာသောအခါပြင်းထန်သောခွာရိုက်တံသည်အထက်ကလာမမီပဲခန့်နေနေမြ ကျောက်တုံးကျောက်ဆောင်ကျောက်လီကားပေါ်သို့နှင်း၍လာသောအတန်ကိုကြားရလေ။မြင်းစီသမားသည်မန်းနန်းတွင်နေမောင်ပဝင်းတို့ထံ၍နေသောနေရာအနီးသို့ရောက်လာသောအခါမြင်းဆက်ကြိုးကိုဆွဲလိုက်လျာတန်မာသောမြင်းကြီးသည် လေးလဟာပြင်ကိုမော့ကာစားဝါမိပမာလယ်ဘင်းကိုထောင်လိုက်လျာပါဇက်မှာဖြူဖြူပွေပွေထွက်လာသောအမြုံများသည်မောင်ထဲတွင်ခက်ရည်ရည်ကလေးပေါ်လာ၏။မြင်းဤရှေ့လန့်နှောင်းမှာထက်သူမြောက်ကမြေကိုမင်းလေးပြင်ကိုနင်းချင်သလိုနင်း၍ကနေလေ။ထို့နောက်ရှေ့တို့နောက်ဆုံးပြုကား ဘေးတစ်ဖက်တစ်ချက်သို့ရွှေ့ကတိန်ကမြင်းသည်နောက်ခြေများကိုချ၍မြေပေါ်တွင်ထိုင်တော့မလို့ပြုပြီးမှမြင်းစည်းသမားကလက်ဘင်းကိုလှမ်း၍ပုတ်လျက်ဆုပ်သက်သည်ဖြင့်ငြိမ်သက်စွာရဲ၍နေလေသည်ထို့နောက်မြင်းစည်းသမားလူရှင်ရှင်မမကြီးသည် မြင်းပေါ်မှလွှား၍ဆင်းလာပြီးခန်းကိုဖြေးကစပင်လိုက်ကပ်နေသောခုံများကိုလက်နှင့်တစ်ချက်တစ်ချက်ရိုက်ခတ်ပြီးပဝါကိုခါလျက်ဥခန်းပေါ်တွင်စပင်များနှင့်ရောရွေရစ်ပြီးလင်းမင်းသားကြီးကြိုက်ကြိုက်ထားသောပစိုးကိုဖြေးကား မနန်းတွင်နေမောင်ပဝင်းတို့ရဲ့ပါသူကန်လာလေသည်မနန်းတွင်ကဩဦးလေးကြီးအချိန်မတော်ပါကလားဘလို့ရေးများပါလဲဟုပြောလျာကိုတိုင်းကျော်ကစကားပြန်၍မပြောသေးပဲမောင်ပဝင်းကိုဆောင်း၍တည်နေလေသည်ကိစ္စမရှိပါဘူးဦးလေးရဲ့ပြောတာပြောပါစိတ်ချရပါတယ်ဟုပြော၏ကျိုးကကိုတိုင်းကျော်ကဩဘိုးဝင်းဆိုတာမဟုတ်လားကိစ္စမရှိဘူးထင်ပါရဲ့ဟုပြောလေသည်မနန်းတွင်ကကိစ္စမရှိပါဘူးပြောတာပြောပါဟုလက်ကိုဆွဲ၍မေးလေသည် ထိုတွင်တွင်ဘဝင်းသည်မိမိဖန်စီမှုသောဘိုးတိုင်းကျော်၏မျက်နာနှင့်အတန်းလူလုံးလူဟန်ကိုမှတ်မိလျက်အံ့အားသင်္ကာနေလေထိုကဲ့သို့အံ့အားသင်သည်ကိုဘိုးတိုင်းကျော်ရိပ်မိသောအခါမိမိ၏သားအားမောင်ရင်ကျုပ်ကိုဖမ်းများဖမ်းအောင်မလားဟုကြီးကမောကပြောလိုက်လျက်ဘိုးဝင်းကအဖမ်းနိုင်မှာမူခမဖမ်းလည်းမဖမ်းလိုပါဘူးဟုပြောလေထိုတော့ဘိုးတိုင်းကျော်သည် မနှမ်းနယ်၏လက်များကိုကင်ကတူမကြီးတော်တော်ပြောရဲ့လားဦးလေးတော်အင်တန်လုံများခဲ့ပြီ အလုံးများဆိုတော့ကြီးခန့်နေပြန်ပေါ့လေလူတွေကဆင်းသင့်ရှိရလားဟုမေးလေရမနန်းရွယ်ကရှိပါတယ်ဦးရဲ့ဘလို့များခန့်နေလိမ့်မလဲကျမရိပ်မိပါတယ်မျက်အောင်မဟုတ်လားဟုပြောလေကိုတိုင်းကျော်ကသူပဲပေါ့သူမကြီးရဲ့အခြားလူကြီးတော့ဘဲရှိမလဲသူပဲတည်တာရေးကဒီလိုပါဒီကောင်ကသူမကြီးတည်တဲ့အတိုင်းပဲသူမကြီးတို့ဦးလေးတို့ကျေးဇူးကြောင့်လူတဲ့မလူတစ်လုံးသူတစ်လုံးဖြစ်နေတယ်မဟုတ်လားသူဖျားဒီကြောင်ဆောက်တာတွေကြောက်ကုန်တယ်ဆိုတဲ့သူ့နာမည်နဲ့သူ့စည်းစိမ်တွေက ဦးလေးတို့မလို့ဖြစ်တာတွေမဟုတ်လားမန်းနှွယ်ကမှန်ပါတယ်ဦးလေးကြီးရဲ့သူရင်ကမထင်မရှားသူများခိုင်းစရာကိုလုပ်နေရတယ်သူအခုမှကျမတို့ကြည်သာရှူတာနဲ့ကောင်းစားနေတာတကယ်ဆိုတော့သူ့ကိုကျမတို့ကမင်းများစီခိုင်းတာမဟုတ်ပါဘူးကျမတို့ပစ္စည်းကလေးများကိုထုခွဲဖို့ရိတ်ကာထားဖို့လုပ်ပါမယ်သူနာမည်ကြည့်ရပြီးပြရကအကြောင်းတကားရဲ့လို့ခေါ်ခံရတာမင်းနဲ့စိုးနဲ့ပေါင်းဖော်ရတဲ့ဂုံကြီးကကျမတို့ဒါလှန် လက်နဲ့အချွန်ဖျားကရတယ်ဆိုတာဘယ်သူမှသိတာမဟုတ်ဘူးအခုကျမတို့ကိုဖမ်းပြီးစုဝေပေးမယ်ဆိုတဲ့အတွက်ခွေအားကကြားကိုထစ်ချင်တဲ့ထင်ပါရဲ့ကျေးဇူးရှင်ကိုကျေးဇူးရင်တော့အားရှိသေးလိမ့်မယ်ဟုဒေါသမျက်မှန်ပြင်းထန်စွာနဲ့လက်ပြီးကိုဆုပ်ခါပြောလိုက်လေရာမောင်ပဝင်းသည်လန်နန်းရွယ်ကြီးခက်တန်းသောအမူအရာ၌လွန်စွာမှချစ်စပွဲကောင်းလေသဖြင့်မန်နန်းရွယ်ကိုစိုက်ခါကြည့်ရင်းနေလေသည်ဟိုတိုင်းကျော်ကဟုတ်တယ်ဦးလေးတို့နေရာကို သူပဲတည်တယ် ။သို့ပေမဲ့ဦးလီကိုလည်းသူမမြင်ဘူးဘူး၊တူမာကြီးကိုလည်းမမြင်ဘူးတဲ့အတွက်ဗဇက်ကစပြီးမအူမီမဟောင်မီသူ့ကိုခက်မြန်မြန်အုပ်ကြမှာတော့မဲ့ထင်ပါရဲ့။ဟုတ်တယ်ဦးလီရဲ့အမဲလိုက်ခွေးဟောင်ရင်မုံဆိုးလေးထောင်လိုက်မယ်။သူခေါင်းဆောင်ပြီးကျမတို့ကိုရံမပြုတ်မီကျမတို့ကလည်းသူ့လက်မျိုးကိုညှစ်မှတော့မယ်ထင်တယ်။ဟေးအဲ့ဒါဆိုတော့ခက်မယ်မြန်လို့ကြာမှာပဲဟေး။ခုတော့ तू မပြောသေးဘူး။ဈေးစင်နေတယ်လို့ကြားရတယ်။ဘယ်၍ဘယ်မြရမှပြောမလို့လို့တရင်ကြာရတယ်။ तू ပြောလိုက်ရင် မြို့ဝင်နဲ့တပ်သားများကဘွားကနေရောက်လာကြလိမ့်မယ်။အေးကြောက်ကြတော့မရှိပါဘူးလို့ပဲမယ်။နေရာအသင့်ရှာနေရာဥမာလို့ဖြစ်နေတယ်။တီးတဲ့လုံတဲ့နေရာတော့မြစ်မိုးတောင်ထိပ်မှာပဲရှိမှာပဲ။အထက်ကမင်းဖာခင်လက်ထက်ကလေးကနေလာရတဲ့နေရာကိုဦးလေးကလည်းမစွန့်ကျင်ဘူးဟုကိုတိုင်းကျော်ကပြောလေသည်။မှန်ပါတယ်ဦးလေးရဲ့မစွန့်ကျင်ပါဘူး။တို့ပဲမယ်ဒီနေရာမှာပဲကောင်းချခြင်းပဲမယ်လေဒီရေးအတွက်ဘဝင်းကလည်းကျမတို့ဘက်ကများစွာကုပေါ်လောင်ပဲရလိမ့်မယ်လို့လည်းထင်ပါတယ်။ဘယ်နဲ့လဲကုပဝင်ကုမင်မဟုတ်လား။ မူမောင်ပဝင်ဘဲသူလက်ကမေးလေရမောင်ပဝင်ကမနန်းရွယ်အတွက်ဆိုနေပြီးတော့ကိုပြန်၍လောက်ကျန်ရပါစေစွန့်ဝင်ပါလေမိမာတစ္စာလူမာခိရင်တော့ကိုပါဝင်ရင်ကျမတို့ရေပေါ်လာပြန်ပြီတကယ်ယုံကြည်ပြစေဟုပြောလိုက်တော့ကဖခင်ပူတိုင်းကျော်သည်မောင်ပဝင်ကိုကြည်ကကောင်းမြတ်၍နေလေသည်ထို့နောက်ကူသူ၃ယောက်သာသွားကြလေကူသူရောက်တော့ကစင်ရီစန်းရီတွေတွေကြဆင်းလျက်ရှိသောချောင်းမြောင်တို့၏ချာမအလွန်တရာမွေးကြိုင်တင်းပြန့်၍မိုင်းမိုင်းညူညူဆိုပြသော တောအစ်ပင်ပေါင်းတို့ရင်လဲတွင်အလွန်တရာပြောင်းမွေ့ဝဲကောင်းသောကြာကူကြီးကိုတွေ့ရလေသည်တို့ကြာကူကြီးသည်စိန်လန်းသောမြတ်အစ်ပင်တို့ကြားတွင်အေးမြသောတက်ပြင်အမြဲမပြတ်စိမ့်ဆူလျက်ရှိသောကြောင့်အလွန်လွမ်းဆွတ်ကြည်နူးအထူးပြောင်းမွေ့ဝဲကောင်းနေလေသည်ဂူဤနိုင်ရန်ဘေးတစ်ဖက်တစ်ချက်တွင်အလွန်တရာမွေ့ကြင်လာသောမြက်လေးစရဲအသွဲသွဲသောတောပန်းတို့ကိုအခန်းခံပြုတ်ပြုတ်ပန်းပြက်တဲ့ပြုတ်လိုပြီးအစီတန်းလိုက်လှပစွာပြင်း၍ထားသောကြောင့်အလွန်တရာဆန်းကျင်သောပန်းဥယျာဉ်ကြီးအလဲသို့ရောက်သွားရသကဲ့သို့နှာခေါင်းမဆန့်လို့များ ဝိပြန်သောရဏန်းတို့ကိုတကြွကြလွတ်လျက်ရှိနေတော်သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ကြပါ